line ကျသွားတာ ਨੇ တူတယ်เนาะ line ကျသွားပြီးရက်သွားတယ်เนาะ ဟယ်လိုလိုင်းကျသွားတာเนาะစောစောနာပါလေရုပ်တရက်ဟိုကဖြစ်ပြီးလိုင်းကျသွားတာเนาะစောစောနာက crash ကိုပြန် crash မလားဆိုရယ်သူကိုပြောပြနေတာเนาะနာမည်နာမည်ကဘာတူလဲမသိဘူးเนาะအဲ့ဒါလေးကလေဟိုကကိုကပြောလို့ကောင်းနေတော့ရှိသေးတယ်တခါလဲလိုင်းရကျထွက်သွားတယ်ကိုရဲ့စီးရပါတယ်ဟိုဒါလေးပဲ စွမ်းနာရဘာလို့လဲမသိဘူးနော်သူ့ကိုဖြေးပေးနေတာဒီလို comment နဲ့ဒါတက်လာမင်းတော့ okay စစနာရာလေး crash ကကိုယ်ကိုပြန် crash မလားဆိုတာเนาะအဲ့တယောက်ရောက်ပြန်ရောက်လာပြီလားမသိဘူးเนาะအဲသူ့အတွက်ကိုဟိုပြောပြနေတာဖြစ်ပါတယ်သူ့အတွက်ကိုပြောပြနေတာဖြစ်ပါတယ်เนาะအဲ့တော့ crash ကလေးကိုယ့်ကိုတဲ့เนาะ crash ဖို့ကိုပဲပြန်ပြီးတော့ပေါ့เนาะ crash ဖို့ကိုနည်းနည်းလေး energy ချိန်ရမယ်ဆိုတဲ့ပုံစံမျိုးလေးရှိနေတာမျိုးပေါ့เนาะ ိုင်းကကြကြဝိုင်းဤနော်အဲ့တော့အာဖြစ်လာနိုင်တယ်လို့ပြောနိုင်တယ်နော်ဟိုမမျော်လိမ့်မယ်နော်ဗောနော်ဖြစ်သွားနိုင်တယ်ဗောနော်ကိုယ်ကိုပြန် crash နိုင်တယ်ဆိုတာမျိုးရှိတယ်နော်အဲ့တော့ဆန္ဒ crash က crash ပြန် crash မှာလာလို့မိထားတဲ့ဒူလေးနော်အဲ့ဟာကိုဖြေပြလိုက်တယ်နော်အခုဒီထဲမှာပြန်ဝင်လာလားမဝင်လာလားတော့မသိဘူးနော်အကယ်လို့ပြန်ဝင်လာတယ်ဆိုလို့ရှိရင်လည်းပဲနော်ဟိုဒီဗီဒီယိုလေးမှာဖြေပြထားပြီးသွားပြီနော်အဲ့ဒီဗီဒီယိုပြန်တင်ပြီးတဲ့အခါမှာပြန်ကြည့်ကြည့်နော်အခု live ကပြန်ဆသလိုဖြစ်သွားတော့ တစ်ဖက်ပြန်ဝင်လာလားဝင်လာလားမသိဘူးเนาะ okay အခုဒီမှာမြင်ရတဲ့သူပေါ့နော်အခု live မှာပါလာတဲ့သူတွေဆက်ဟောမယ်နော်အခုနောက်ထပ်3မိနစ်လောက်နေတယ်ဒါတော့ကျမဒီမှာလဲ10နာရီထိုးပြီး9နာရီခွဲအဲ့မြန်မာပြည်မှာဆိုရင်9နာရီခွဲတော့မယ်လည်းပြောနော်အဲ့တော့ခဏနေရင်ကျမရက်ပါမယ်နော်ဘာလို့လဲဆိုတော့ဒီမှာကလည်း YouTube ကလည်းအဲ့လိုအရှိကြီးဆိုရင်ချက်ချရတဲ့သူတွေနော်အဲ့တော့အရင်အရှိကြီး live လို့မရဘူးဆိုတဲ့ပုံစံမျိုးမှာရှိတယ်။အဲ့တော့အခုကျမတွေ့တဲ့သူလေးပေါ့နော်။ဟောပေးလိုက်ပါမယ်။ခဏနေရင်အခု 9:59အဲ10:00ဒီမှာအတိဆိုရင်ကျွန်မရက်မယ်နော်အဲ့မှာ9:00ခွဲပြီဆိုရင်ကျွန်မရက်မယ်နော်မြန်မာပြည်မှာ9:00ခွဲကျွန်မစီမှာ10:00ပေါ့နော်ဤတော်တဲ့နော်ဤတော်မဲ့ဤတော်တဲ့မဲ့ဤတော်ကဘာလဲဆိုတော့တင်းငွေသမီးနဲ့တင်းလာတာကတဲ့ရှေးဆက်ဘာဖြစ်မလဲလက်ထပ်ဖို့ထီရွေထားလာတိကျမာတယ်တဲ့တပ်ပါဒီရောရှိလားတဲ့ကိုယ့်ပုံမှာတကယ်ချက်မချက်လဲတိကျမာတယ်တဲ့โอเคနည်းနည်းတော့များတယ်နော်ရတယ်အဲ့တော့မဲ့ဤတော်ကနော် ဟာအီအီတော့ကတင်းလာသမီးနဲ့တင်းလာတာเนาะတင်းကနွေသမီး sorry တင်းကနွေသမီးနဲ့တင်းလာတာเนาะဘာဆက်ပြမလဲလက်ထပ်ဖို့ဒီရွေထားလားတပ်ပါတီပါတီလို့ရှိနေလားကိုပေါ်เนาะတကယ်ချစ်မချစ်ပေါ့เนาะတည်ကြပါတယ်တဲ့เนาะအဲ့တော့တင်းကနွေသမီးနဲ့တင်းလာတာကြည့်ပါလိမ့်မစစ်ဆောက်ကပ်เนาะအဲ့တော့စစ်ဆောက်ကပ်ဖြစ်တဲ့အတွက်ကြောင့်မလို့လေเนาะ ကောင်းတဲ့အနေအထားလေးတော့ရှိရပါတော့။ तू ကကိုယ့်ရဲ့ soul mate အနေအထားမျိုးလေးတော့ရှိရယ်။ soul mate အနေအထားမျိုးလေးပေါ့နော်။တပ်ပါတီတွေဘာတွေတော့မရှိဘူး။တခုရှိတာကလေနော်။ဒါကပေါ့နော်။ကိုကိုနဲ့အရင်ကတည်းကတွေ့ဘူးတဲ့အချစ်ဟောင်းလားပါလားပေါ့နော်။ဒီမှာကလေစစ်စော့ကက်ကများတော့အဖြစ်သူကလေဟိုအရင်နှုံးကတည်းကချစ်ခဲ့ဘူးတဲ့သူမျိုးနော်။အရင်နှုံးကအရင်နှုံးကဟိုပါပေါ့နော်။ဟိုအရင်ကတည်းကကိုရီးယားတိခဲ့မှုတဲ့သူမျိုးလားပေါ့နော်။အကယ်လို့အဲ့လိုလူမျိုးဆိုလို့ရှိရင်တော့ပို့ပြီးတော့ကိုယ့်အတွက်ပို့စင်ပြင်မယ်။နောက်ခါကျတော့ तू ကကိုယ့်ရဲ့ soul mate ပုံစံမျိုးလည်းဖြစ်နိုင်တယ်ပေါ့နော်အရင်ကတည်းကကြိုက်ခဲ့တဲ့သူမဟုတ်ဘူးဆိုလို့ရှင်တော့ဟိုးအရင်ကတည်းကတိခဲ့ဘူးတဲ့သူမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးမဟုတ်ဘူးဆိုရင်တော့နည်းနည်းလေးစဉ်းစားစရာတော့ရှိတယ်နော်ဒါပေမဲ့လုံလောဆယ်အခြေအနေမှာသူနဲ့ကိုယ်နဲ့ကဘာပြဿနာမှမရှိနေဘူးဆိုလို့ရှင်တော့ဒီလက်ရှိအခြေအနေလေးမှာကောင်းတဲ့အနေအထားလေးကိုပဲ share the movement ဆိုတော့လေ share movement ဆိုတော့အခုလက်ရှိအခြေအနေမှာဟိုဘာပြဿနာမှကြီးကြီးမားမားမရှိဘူးဆိုရင်တော့ဒီလက်ရှိအခြေအနေလေးကိုပဲပျော်ရွှင်အောင်နေဖို့ပြောချင်တယ်ပေါ့နော် အဲ့တော့နလောစေအနေအထားရဆိုလို့ရှိရင်တပ်ပါတီရှိနေတာမျိုးတော့မတွေ့ရဘူးဒါပေမဲ့ပေါ့နော်အဲဆောင်းရလို့ပေါ့နော်လက်ထပ်ဖို့အထိပါအထိပေါ့နော်လောလောဆယ်မှာတော့ရည်ရွယ်ထားနေတာမျိုးတော့မဟုတ်နေသေးဘူး။ तू ကပါလဲဆိုတော့ဘယ်လိုပုံစံမျိုးလဲဆိုတော့ ကိုနဲ့သူနဲ့ရပါဘောလက်ရှိအခြေအနေမှာအဆင်ပြေနေပြီးရောဆိုတဲ့ပုံစံမျိုးပဲတွေးထားတာမျိုးတွေးရတယ်။ကိုနဲ့ပေါ့နော်ဟိုလိုရေရှည်တွေလောင်းတန်းနေပေါ့နော်အဲ့လိုမျိုးအာစိစက်ဖို့လက်ထပ်ဖို့ဒီအဲ့လိုမျိုးတွေးနေတာမျိုးတော့လောလောဆယ်မှာမရှိ လောလောဆယ် energy မှာမရှိနေသေးဘူး။ဒါပေမဲ့လက်ရှိအခြေအနေမှာတော့အကောင်းဆုံးပေါ့နော်သူနဲ့ကိုနဲ့ကကောင်းတဲ့ဒီ movement လေးတွေကောင်းတဲ့ဒီဟွာလေးတွေကိုပေါ့နော်တယောက်နဲ့တယောက် sharing လုပ်ပြီးတော့မှအဲပျော်ပျော်ရွှင်ရွှင်လေးနေသွားခြင်းနဲ့ဆိုတဲ့ပုံစံမျိုးပေါ့နော်ပျော်ပျော်ရွှင်ရွှင်လေးရှိနေခြင်းနဲ့ဆိုတဲ့ပုံစံမျိုးလေးတော့တွေးရတယ်။အဲ့တော့ အာအဓိကကတော့ညီမလေးရေလောလောဆယ်မှာအဆင်ပြေနေရဆိုရင်တော့เนาะအာဒီလက်ရှိအခြေအနေလေးကိုပဲတံမိုးထားပြီးတော့ပြောအောင်နေပါလို့ပြောစင်တယ်။ဘာဖြစ်လို့လဲဆိုတော့ညီမလေးတို့နှစ်ယောက်ကြမှာလောလောဆယ်မှာအချိန်လိုအပ်နေသေးရပေါ့เนาะအချိန်လိုအပ်နေသေးတာမျိုးရှိမယ်။ညီမလေးတို့နှစ်ယောက်ကတယောက်ကိုတယောက်အာကြိုက်တာတိတ်မကြသေးတာမျိုးပေါ့เนาะဒါဘာလဲဆိုတော့ရေရှည်လက်ထပ်ဖို့အထိတွေးရဆိုလို့ရှိရင်အချိန်ယူဖို့လိုအပ်နေရเนาะတယောက်နဲ့တယောက်အာစောင့်ကြည့်ဖို့လိုအပ်နေသေးတယ်အချိန်ယူဖို့လိုအပ်နေရလေးရှိမယ်လေးเนาะအဲ့ဒါကြောင့်မလို့လောလောဆယ်အနေထားမှာတော့ဟို ဒီလက်ထပ်ဖို့စစ်ဆက်ဖို့ဒီ energy ပေါ့နော်အဲ့လိုအနေအထားမျိုးမတွေ့ရပင်မဲ့ပေါ့နော်လောလောဆယ်အခြေအနေမှာတော့သူကလက်ရှိအခြေအနေလေးမှာပျော်ရွှင်အောင်နေနေမယ်ဆိုတဲ့ပုံစံမျိုးလေးပေါ့နော်တွေ့ရပါတယ်အဲ့တော့ဘဝမှာကွာသူကလေပျော်ပျော်ရွှင်ရွှင်လေးနဲ့အေးချမ်းချမ်းနေရတာကိုသူကပူကြိုက်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးရှိတယ်နော် okay အဲ့တော့ဒါကမအီအီတော်မအီအီတော်အတွက်နော် hobby လိုက်တာပဲဖြစ်ပါတယ်တကယ်ချစ်မချစ်ဆိုတာချစ်တယ်เนาะ तू อ่ะချစ်ပါတယ်လောလောဆယ်မှာတော့เนาะ အဲ့တော့နောက်တစ်ယောက်ကဘာလို့လဲတီချဲဖြူဖြူခိုင်းတယ်အဲ့ဒါဘာလို့လဲ normal site ဟာလား normia sida normia sida ညီမလေးအဲ့ဒါညီမလေးဟိုဟာဖြစ်ဘူးတယ်နော်အမောက်မေးတယ်နော်မေးဘူးတယ်နော် normia sida ကလေညီမလေးကိုအမဖြေခဲ့ပေးပြီးသွားပြီနော်နော်အမဖြည့်ပေးပြီးသွားပြီအရှိက live မှာတော့ဖြည့်ခဲ့ပြီးသွားပြီနော် အရှိရလိုက်ဆိုတော့နေ့လေရနေ့လေရ live နဲ့တူရနော်ပြပြခိုင်เนาะပြပြခိုင်အတွက်ကိုပြောပြသွားပြီเนาะအရှိရနေ့လေရ live မှာပြန်ကြည့်ပြီเนาะလောလောဆယ်တော့အဲ့ live တွေကမတက်လာသေးဘူးเนาะဒါပေမဲ့ညီမလေးတို့နောက်နေ့ကြလို့ရှိရင်တက်လာပြီဆိုရင်ကြည့်လို့ရမယ်เนาะအဲ့ဒါဖြည့်ခဲ့ဖြည့်ခဲ့ပေးပြီးသွားပြီတိလာเนาะညီမရှင်เนี่ยလုပ်ငန်းเนี่ยအေးတန်တာဆိုလားလုပ်ငန်းเนี่ยဝင်ငွေတိုးမလားတဲ့မိထားပါတယ်တဲ့ အေးတန်တာဆိုလည်းပြောပြရိုက်လာတော့မသိဘူးเนาะလုပ်ငန်းဝင်ငွေတိုးလာမလားဆိုတော့ဖြည့်ပြီးပေးသွားရင်လည်းတူတယ်เนาะမကြားခဲ့ရလားမသိဘူးเนาะ โอเคမအေးတန်တာဆိုကလုပ်ငန်းဝင်ငွေတိုးမလားဆိုတော့သိကြပါတယ်တဲ့မိထားတယ်အဲလိုမဖြစ်ရသေးဘူးထင်တယ်ဆိုဆက်ပြန်ကြည့်ပေးလိုက်မယ်เนาะ4 sock wine เนี่ยเนาะ เนาะဖော့ဆော့ကွိုင်းဆိုတော့လေဘာဖြစ်နေလဲဆိုတော့လေနည်းနည်းလေးဝင်ငွေတိုးမလားဆိုတာခက်ထဲလေကိုကလောလောဆယ်တဲ့ဒီအလုံးနဲ့ပတ်သက်ပြီးတော့လေနည်းနည်းလေးခြီတုံချတုံဖြစ်နေတာမျိုးเนาะအာရှေ့ဆက်ပြီးတော့မှမတိုးရဲတာမျိုးမတိုးနိုင်တာမျိုးနောက်ခါတော့ကို့အနေနဲ့အများကြီးဆုံးရှုံးသွားမှာကိုကြောက်နေတာမျိုးတွေရှိရဲတဲ့เนาะပြောချင်တာတော့စိုးရင်ပူပန်စိတ်တွေဖြစ်နေတာမျိုးเนาะအဲ့တော့အဲ့ဒီစိုးရင်စိုးရင်ပူပန်စိတ်တွေဖြစ်နေသေးတယ်ဆိုလို့ရှိရင်ဒီလုပ်ငန်းကလေဝင်ငွေတိုးလာနိုင်ဖို့အတွက်ကိုနည်းနည်းလေးခတ်နေလိမ့်မယ်เนาะ ဓိကလေကိုကခြိတုံချတုံနဲ့ဒီလုပ်ငန်းကဆက်လုပ်တင်လားမလုပ်တင်လားအဲဒီမှာတိုးချဲ့တင်လားမတိုးချဲ့တင်လားဒီလုပ်ငန်းကကောင်းကောင်းလေပတ်ပါမလားစသဖြင့်ပေါ့နော်စိုးရင်ပူပန်မှုလေးတွေရှိနေရမျိုးရှိတယ်နောက်ခါကျတော့ဖြစ်နိုင်လို့ရှိရင်ပေါ့နော်ဒီ release materialism ဆိုတော့လေအရင်ကြီးပေါ့နော်ဒီငွေကြေးနဲ့ပတ်သက်ပြီးဟိုပစ္စည်းတွေဒီ material တွေပေါ့နော်ဒီဒီဒီပြောရရင်တော့ materialism ဆိုတာလေကိုကအာဒီဒီဘယ်လိုခေါ်မလဲအဲ့ဒါကို င်မပါဇက်ပြရင်မင်းနေရနော်โอเคဒီပစ္စည်းတွေเนาะအဲခစ်ပေါ်ပစ္စည်းတွေเนาะဒီဟာတွေပေါ့เนาะဒီအမိလိုက်ပြီးတော့အကုန်လုံးရကျင်နေရယူကျင်နေရယ်စသဖြင့်ပေါ့เนาะဒီလိုဟာလေးတွေကိုနည်းနည်းလေး release လုပ်ပေးပါတယ်เนาะအဲ့တော့ဒီလုပ်ငန်းအတွက်ပေါ့เนาะအရင်အများနဲ့ပဲတိုးတက်ခြင်းစိတ်များနေတာမျိုးနောက်ခါကျတော့ပေါ့เนาะငွေဝင်မတိုးလာဘူးဆိုပြီးတော့ဒီဟာပေါ်မှာကိုကလေအာစိတ်ဟိုဟာပေါ့เนาะပူပန်နေရတာလေး short ပေးပေါ့เนาะ short ပေးပါလို့ပြောခြင်းတယ် ဒီမှာဆို priorities တွေเนาะ reevaluating the priority ကိုကဘယ်ဟာကိုအဓိကထားတဲ့နေဆိုတာဟုတ်ပါเนาะနည်းနည်းလေးအအောင်စိုက်ဖို့လိုအပ်တယ်အဓိကကလေကိုက တကယ်တမ်းလိုအပ်တဲ့အရာတွေကိုမလုပ်ဘဲနဲ့မလိုအပ်တဲ့အရာတွေမှာလုံမိနေတာမျိုးပေါ့နော်အဲ့လိုမျိုးလေးတွေဖြစ်တတ်တယ်အဲ့ဒါကြောင့်မလို့အဲ့အဲ့လိုမျိုးလေးတွေရှိနေရဆိုရင်နည်းနည်းလေးလျှော့ပေးပါအရေးကြီးတဲ့ဟာကိုအရေးကြီးတယ်လို့မျိုးဦးစားပေးပြီးလုပ်ပေးပါလို့ပြောချင်တယ်နော်အဲ့တော့အာခြီုံချားရုံဖြစ်နေတဲ့ကိစ္စလေးတွေမှာလည်းပဲပြည့်ပြတ်တသားဆုံးဖြတ်ပါလုပ်ငန်းမှာရင်းနှီးမြှုပ်နှံတင်တာကိုမြှုပ်နှံပါနော်အဲကဲလို့ပေါ့နော် risk ယူရမယ်ထင်ရင်တော့အရင်ကြီးမစွန့်စားပဲနဲ့ပေါ့နော်နည်းနည်းလေးကိုရှိန်တက်တာမျိုးလုပ်ပေးပါလို့ပြောချင်တယ်အဲ့တော့လောလောဆယ်အနေထားရဆိုလို့ရှင်နော်လောလောဆယ် energy ီရဆိုရင်တော့လုပ်ငန်းကဝင်ငွေတိုးလာနိုင်မှာဆိုရင်တော့လောလောဆယ်အနေထားမှာမတိုးနိုင်သေးဘူး။ဘာဖြစ်လို့လဲ။အဓိကကကို့မှာ energy ကအရင်ကြီးအော် energy မကောင်းနေဘူး။စိုးရိမ်ပူပန်တဲ့စိတ်တွေများနေလို့နော်။အဲ့တော့ energy ကောင်းအောင်နေပြီနော်။အဲ့ဒါအဲ့အတွက်ကြောင့်မလို့ energy မှာနော် blockage တွေဖြစ်နေရဆိုရင်ကို့မှာဝင်ငွေတိုးမဲ့လမ်းကြောင်းတွေကပိတ်ဆို့နေတတ်တယ်။အဲ့တော့ပူပန်မှုတွေကိုလျှော့ပါ၊စိတ်အေးအေးထားပါ၊ကိုလုံးစရာရှိတာကိုအာရုံစိုက်ပါ။အရေးကြီးတဲ့အရာတွေကိုအဓိကလှုပ်ဆောင်ပေးပါလို့ပြောချင်တယ်နော်။အဲ့တော့ဒါလေးတွေကိုလိုက်နာပြီနော်။အဲ့လိုမျိုးလိုက်နာရဆိုရင်တော့ပြန်ပြီး energy ကြီးကောင်းလာပြီးတော့မှ ပြန်ပြီးတော့มาပေါ့เนาะဝင်ငွေတိုးတဲ့ဘက်ကို NRD ကပြောင်းသွားပါလိမ့်မယ်เนาะလူလို့စင်မှာတော့ကိုယ့်ရဲ့ခြေထုံချထုံဖြစ်နေမှုနဲ့မပြတ်မသားဖြစ်နေတာတွေเนาะအဓိကအဓိကကိုအာယုံမဆိုင်နိုင်တာလေးတွေကိုလျှော့ပေးပါလို့ပြောချင်တယ်เนาะโอเคအဲ့တော့နောက်လေးเนาะဒီမှာ7နိုင်နဲ့9မိနစ်ဖြစ်ပြီเนาะအဲ့တော့ကျွန်မနည်းနည်းလေးနောက်ထပ်နည်းနည်းလေးနည်းနည်းတော့ကြည့်ပြီးွားရင်ကျွန်မဟိုဟာဖြစ်တော့မယ်เนาะ သင်ယူရဲသင်ယူအောင်မျိုးထွန်းတောက်ကြတာတဲ့သူစိတ်ရင်အမှန်နဲ့တကယ်ချက်မချက်လေးသိကြမှာတဲ့သင်ယူတောက်ကြသမီးနော်တောက်ကြသားလားတောက်ကြသမီးလားအောင်မျိုးထွန်းတောက်ကြတာဟောအောင်မျိုးထွန်းโอเคအောင်မျိုးထွန်းတောက်ကြတာကတဲ့နော်အာသူရဲ့စိတ်ရင်အမှန်နဲ့တကယ်ချက်မချက်ကိုသိကြမှာတဲ့ အာစိတ်ရင်းအမှန်ကတော့ဗာလဲလို့ပြောရရင်တော့ queen sock coin ဖြစ်တဲ့အတွက်ကြောင့်မလို့လေနည်းနည်းလေးငွေကြီးပိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးကက်စီနိုတဲ့သူမျိုးဖြစ်တတ်တယ်နော်နည်းနည်းလေးကိုကိုကိုပို့ကြည့်တတ်တာမျိုးငွေကြီးပိုင်းနဲ့နောက်ခါကျတော့လေအချစ်တဲ့စားလို့ရှိရင်ငွေကြီးကိုအရင်ဦးစားပေးတတ်တာမျိုးလူတယောက်ကိုသူကချစ်တော့မယ်ဆိုလို့ရှိရင်သူဘယ်လောက်ထိအာဥပမာငွေကြီးရှိလဲ background ရှိလဲသူဘယ်လောက်ထိလုံနိုင်လဲအဲ့လိုမျိုးပေါ့နော်ယောက်ျားလေးဖြစ်ပေမဲ့လည်းအရင်အုံနောက်ကိုတုံးတဲ့သူမျိုးဖြစ်လိမ့်မယ်နော် နော်အဲ့တော့တကယ်ချစ်မလို့တကယ်ချစ်မချစ်လေးဆိုလို့ရှိရင်တော့ तू ကလေနည်းနည်းဟိုအချစ်ချက်စာလို့ရှိရင်နည်းနည်းလေးဟိုဟာပေါ့နော်ဟို materialism လာပြန်ပြီနော် materialism ဆိုတာလေအလောက်ကိုင်းဟိုငွေကြီးတို့အလောက်ကိုင်းတို့ဒါမျိုးတွေကိုအရင်ဦးစားပေးတတ်တဲ့သူမျိုးဖြစ်တယ်ပြောချင်တာကတော့အာနှလုံးသားအလိုမလိုက်ဘူးပေါ့နော်အချစ်ကြီးကိုအရင်ဦးစားပေးတတ်တဲ့သူမဟုတ်ဘူးလို့ပြောချင်တယ်နော် เนาะกินซอกกวายဖြစ်နေရเนาะပြောရရင်တော့တကူကောင်းနည်းနည်းဆန်တယ်တခုခုဆိုလို့ရှိရင်အာတခုခုပေါ့เนาะကိုနဲ့အာတခုခုအခြေချင်းဖြစ်တာတို့ကြောင့်တော့လုံးလုံးဆယ်မှာတော့เนาะချစ်နေသေးရလို့ကိုစိတ်ရမှာချင်းနေပြင်မဲ့တခုခုတစုံစုံအေးကြုံလာလို့ရှိရင်သူကနည်းနည်းလေးတကူကောင်းဆန်သွားတာမျိုးကြီးဖြစ်တတ်တယ်လို့ပြောကြတယ်เนาะโอเคပါกินซอกกวายเนาะညီမလေးဒါကတင်းယူအတွက်ကိုပြောပြလိုက်တာပါ ရမရေးတဲ့ကျွန်တော်ကောင်လေးတဲ့ဂိုဟီလားလားဂိုဟီကကျွန်တော်ကိုတကယ်ရောချစ်လားဆိုအသိချင်ပါတယ်တဲ့အေးအေးတဲ့နော်โอเคပါအေးအေးသူ့ရဲ့ကောင်လေးဂိုဟီကတကယ်ရောချစ်ရလားဆိုတာကြည့်ပေးပါတဲ့နော်အဲ့တကယ်ရောချစ်ရလားဆိုတာတွေကလေအမှန်မှန်တော့ဒီလိုတဲရော့ကိုကြည့်ရတဲ့ဆိုင်မိမိကိုယ်တိုင်ကလည်းအချိန်ပေးပြီးတော့ဗောနော်စောင့်ကြည့်တင်တယ်ပြီးတော့သူကကိုယ့်ပေါ်မှာဘယ်လိုတုံ့ပြန်လဲဆိုတာတွေကိုကိုကိုယ်တိုင်ကလက်တွေ့ကြကြဗောနော်စောင့်ကြည့်နေတင်တယ်လို့ပြောကြတယ်နော် စစ်စော့ကပ်တယ်နော်စစ်စော့ကပ်ကိုနော်စစ်စော့ကပ်ကိုနော်စောက်ထိုးကြလာတယ်အဲ့တော့ဒီတယောက်ကပေါ့နော်အခုမေးရတဲ့ကောင်လေးကကိုယ့်ရဲ့အချစ်ဟောင်းလားပေါ့နော်အချစ်ဟောင်းလားပေါ့အဲ့လိုမျိုးမေးဟိုပါပေါ့အချစ်ဟောင်းမဟုတ်ဘူးဒါအခုမှစိုက်တာမျိုးဆိုရင်တော့အဲ့ဒါမို့အရင်ကတိဘူးတဲ့မိဟောင်းဆွေဟောင်းလားဒါမို့ဟိုးအရင်ကတည်းကတိဘူးတဲ့တယောက်များလားပေါ့နော်ဒီတယောက်ကအကယ်လို့မဟုတ်ဘူးဆိုလို့ရှိရင်နော်အဲ့ဒီတယောက်ကသူ့ရဲ့အတိတ်ကသူ့ကိုမမေ့နိုင်သေးတာမျိုးဖြစ်နိုင်တယ်နော် တကယ်ရောချစ်ရလားဆိုတော့လေနည်းနည်းလေးသူ့မှာတော့လေသူ့ရဲ့အရင်က memory တွေအရင်ကဖြစ်သက်ခဲ့တဲ့သူ့ရဲ့တိတ်ဟောင်းပေါ့နော်အဲ့ဒါကိုနည်းနည်းလေးမမေ့နိုင်သေးတဲ့ပုံစံမျိုးလေးဖြစ်နေတတ်တယ် remembering the past ဆိုတော့အဲ့တော့သူနဲ့ကိုနဲ့နှစ်ယောက်ကြားမှာကိုယ့်ဘက်ကလည်းဖြစ်ဖြစ်နိုင်တယ်နော်ကိုကကိုယ့်ရဲ့အချစ်ဟောင်းကိုအများနဲ့သတိရနေတာမျိုးတော့မဟုတ်သူကလည်းသူ့ရဲ့အဆက်ဟောင်းသတိရနေတာမျိုးပေါ့နော်နှစ်ယောက်ထဲကတယောက်ကအဲ့လိုဖြစ်နိုင်တာမျိုးလေးရှိတယ်နော်အဲ့တော့အမချစ်ဘူးလားဆိုတော့လေချစ်ပါတယ်ကိုကိုမချစ်တာတော့မဟုတ်ဘူးကိုကိုလည်းစိတ်ထဲမှာရှိတယ်ဒါပေမဲ့အဟောင်းကိုလည်းမမေ့သေးဘူးဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်နော် ကျေးဇူးတင်ပါတယ်အေးအေးเนาะဟုတ်ကဲ့အေးအေးကိုအေးအေးအတွက်ဟောပြလိုက်တာပါเนาะတင်းယူဟလားတင်းယူကိုဟောပြပွားကြီးလေဒါနဲ့ဆိုငါးကရှိပြီဆရာမလေးရဗာလဲရင်အဲ့ဒါတင်းယူကိုစွန့်စွန့်တော့ပါကျွန်မဟောပြလိုက်ပြီ ਨੇ တူတယ်เนาะနောက်တော့တိရီဟန်က no contact တဲ့ပြန်ဆက်တွေ့လာမှသိတယ်နော် okay ကျမလေးဒီမှာနော်စင်နာယီကိုနော်6မိနစ်ကြော်လာပြီစင်နာယီနောက်ထပ် အော်နောက်ထပ်5မိနစ်လောက်ကြည့်ပေးပြီးပါရင်ကျမရက်မယ်เนาะအဲ့တော့အနောက်ကနေဆက်မေးတဲ့သူလေးတွေရက်ရက်လိုက်ပါတော့เนาะအရန်ကြီးမိကုန်းနေများနေကျမအတွက်လည်းအဆင်ပြေဆယ်နာရီကြော်ပြီးကျမအဓိဋ္ဌာန်လောက်ရတော့မယ်เนาะโอเคအဲ့တော့ဒါကအကယ်လို့မေးတဲ့သူတွေနောက်တော့ဟိုမဖြေခဲ့လိုက်ရဘူးဆိုလို့ရှိရင်လည်းပဲเนาะနောက်မှနောက်နောက်ခါပေါ့เนาะနောက် live တွေကျမမေးပြီးเนาะဒါမှမဟုတ်လို့ရှိရင်လည်းကိုယ့်ရဲ့ personal reading လေးကိုကိုယ်နိုင်တဲ့ package လေးယူပြီးလာမေးပြီးเนาะအဲ့တော့โอเคပါ မိကုန်းတစ်ခုပဲပေါ့နော်ကဲလို့ကျမကို personal reading လာမိမယ်ဆိုလို့ရှိရင်ဒီဟိုပေါ့နော်ဒီ tab ဟိုမှာဒီ live မှာပေါ့နော်မေးခဲ့တာမဖြေပေးလိုက်ရလို့ဆရာမလေးမေးကြည့်လို့ပါဆိုရင်ကိုနိုင်တဲ့ package လေးတစ်ခုကိုယူပေးပြီးသွားလို့ရှိရင်အခုမေးထားတဲ့မိကုန်းလေးကိုဟိုဟာဖြေပေးမယ်ပေါ့နော်ပညာဒါနဖြေပေးမယ်ဒါပေမဲ့ package လေးတော့ဝယ်ပေးနော်ဟောပြောချင်တာကပြောချင်တာကမိကုန်းတစ်ခုအပိုအလကားဟောပေးမယ်လို့ပြောချင်တာနော် okay ဟို ချက်ပေါက်မှာ personal reading ကိုတော့ကျမက free မဟောပေးဘူးเนาะအဲ့ဒါအားလုံးကိုတိကျပြောပြထားပါတယ်ချက်ပေါက်မှာ personal reading ကို free မဟောပေးဘူးဒါပေမဲ့ကိုတက်နိုင်တဲ့ package တစ်ခုကိုတော့ဝယ်ပေးပါကိုမီးကျင်တဲ့မီးခွန်းတစ်ခုကိုတော့အလကားဟောပေးမယ်เนาะအဲ့ဒီ package ပေါ်မှာတခြားတိကျတဲ့မီးခွန်းတွေဆက်မီးလို့ရရပေါ့เนาะ okay အဲ့တော့လောလောဆယ်မှာတော့အခုမှီတလောက်တော့ဟောပေးလိုက်မယ်เนาะ okay tiri tiri han no no contact ကပြန်ဆက်တွေ့လာမလားတိကျမှာရဲ့ဒါပေမဲ့ tiri han က no contact ပြန်ဆက်တွေ့လာမလားဟဲ့ ဟုတ်ဒီစစ်စော့ကပ်ပဲကြာလာတယ်နော်အဲ့တော့ဒီမှာဆိုရင် no contest someone return from the bus နော်အတိတ်ကတယောက်ကကိုယ့်စီကိုပြင်လာတာမျိုးရှိမယ်နော်အဲ့တော့အဆက်အသွယ်ပြင်ရလာတာမျိုးရှိမယ်ပေါ့နော်အကယ်လို့ဒါအချစ်ဟောင်းဆိုလို့ရှိရင်ပေါ့နော်အချစ်ဟောင်းက no contest ဖြစ်နေရဆိုရင်ပြန်ဆက်သွယ်လာပါလိမ့်မယ်နော်တီးဟန်ညီမလေးနော်တင်းယူဒါနဲ့ဆိုငါးပါးရှိပြီဆရာမဗာဗာမီးထားတာလည်းတင်းယူရေဒီမှာတင်းယူရဲ့ဥစ္စာကိုမတွေ့ရအောင်နော်ဖြေလဲဖြေပြီးပြီနဲ့တူရယ်တင်းယူကိုဆိုတော့ကအမမမအောင်ဆိုလို့ရှိရင်တင်းယူအတွက်ကိုဖြေပေးလိုက်ပြီးပြီထင်တယ်ဒီနာမည်ကိုမှတ်မိနေလို့နော် โอเคဒါကလောဝန်လာဝန်ရိတ်ဟဲ့လားလာဝန်ရိတ်ကအလုပ်လေးရကျင်ပါတယ်တဲ့โอเคလာဝန်ရိတ်ကအလုပ်ရနိုင်မလားเนาะလာဝန်ရိတ်ကအလုပ်ရနိုင်မလားဒီလိုနဲ့ပတ်သက်တဲ့ဆောင်ရှောက်ကိုပြပေးပါမ Nice of wine เนาะ feeling step တဲ့เนาะတော့ကျတော့ re responsible for unstable impatient အဲ့တော့ညီမနိုင်စောက်ကွန်ရောက်သွားထိုးကြလာတယ်နော်ညီမလေးလောလောဆယ်မှာတော့တော့တီချင်ချင်တော့မဖြစ်နေသေးဘူးနည်းနည်းလေးစိတ်ရှည်ဖို့လိုအပ်တယ်နော်အလုတ်ကလေးကရလာမလားဆိုရင်တော့လောလောဆယ်မှာကိုကိုတိုင်းကလည်းပြင်းနေတာမျိုးရှိရဲတယ်နော်စိတ်မရှည်နေဘူးပြင်းနေတယ်အလုတ်ကိုတိတ်မလုတ်ချင်ဘူးတခုခုဆိုရင်ပြီးပြတ်အောင်မလုတ်ချင်ဘူးလေအဲ့လိုမျိုးတွေဖြစ်နေရတယ်ခဲဟုတ်လားနော်အဲ့တော့ခဲကိုကိုတိုင်းကပြင်းနေတယ်နော်ဟိုပြင်းနေတဲ့စိတ်ကလေးကိုဖယ်လိုက်ပါလို့ပြောချင်တယ်နော် ဲ့တော့ပြင်းနေတဲ့စိတ်ကလေးကိုဖယ်ပြီးတော့မှတက်တက်ကြွကြွနူးနူးကြကြလေးနေပြီးပါအဲ့ဒီ energy လေးချိန်သွားမယ်ဆိုရင်တော့ရလာနိုင်တယ်လို့ပြောချင်တယ်เนาะအဲ့တော့အလုတ်ကိုကျူးကျူးဆဆလုတ်ဖို့လိုအပ်တယ်ကိုယ်မှာရရှိထားတဲ့တာဝန်တွေပေါ့နော်ရရှိထားတဲ့တာဝန်တွေ responsible တွေပေါ့နော်ကိုယ့်ရဲ့ဒီတာဝန်ဝတ္တရားတွေကိုကြည့်ပြောင်းအောင်လုပ်ဖို့လိုအပ်တယ်အဲ့ဒီတော့ပြောချင်တာကလောလောဆယ်မှာအလုံးမရှိဘူးဆိုပြီးတော့ပြင်းပြင်းနဲ့ပေါ့နော်အိတ်လိုက်စားလိုက်နဲ့လုပ်နေမယ့်အစားလောလောဆယ် အိမ်မှာလည်းပဲပေါ့နော်ကိုလှုပ်ရှားရှိတဲ့အလုပ်တွေကိုတောင်းဝင်ယူရမယ့်အိမ်အလုပ်တွေဒါလေးတွေကိုမပြင်းမကြီးနဲ့လုပ်ပေးပါတဲ့နော်အဲ့ဒါဘာလို့ပြောရလဲဆိုတော့အဲ့ပြင်းပြင်းနဲ့နေနေလို့ရှိရင် energy တွေအကုန်လုံးပိတ်ဆို့သွားပါနော်ကိုတကယ်ရရမယ့်လုပ်တွေလည်းအဲ့လိုမျိုးပိတ်ဆို့သွားတတ်တယ်အိမ်မှာလည်းမပြင်းမကြီးနဲ့ပေါ့နော်နေပေးပါ တက်တက်ကြွကြွလေးနေပြီးပါเนาะအလုပ်တွေကိုပြီးဆုံးအောင်လုပ်ပါအဲ့လိုမျိုးဆိုရင်တော့တဖြည်းဖြည်းနဲ့ energy ကြီးပြန်ကောင်းလာပြီးတော့မှအလုပ်ကင်ပြန်ရလာနိုင်ကြီးရှိတယ်လောလောဆယ်ရတော့စိတ်ရှည်ရမယ်နော်မတိမငိမ့်လေးတွေဖြစ်နေရတယ်เนาะအဲ့တော့လောလောဆယ်မှာတော့အလုပ်ကအာမရနိုင်သေးဘူးပေါ့เนาะဒါပေမဲ့ energy လေးချိန်လိုက်เนาะ လက်ရော direction ဖြစ်နေရလောလောဆယ်မှာဘာဖြစ်နေလဲဆိုတော့ညီမလေးကအာဟိုကပျောက်နေတာမျိုးပေါ့နော် direction ပျောက်နေတာမျိုးဥတီချက်ပျောက်နေတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့မိမိရဲ့ energy လေးချိန်ပြီးပါမိမိကိုမိမိယုံကြည်ပါနော်ယုံကြည်ချက်တွေပြန်မွေးပါနော်ပြန်ပြီးတော့မှတက်တက်ကြွကြွလန်းလန်းဆန်းဆန်းနေပါ energy လေးပြန်ကောင်းလာလို့ရှိရင်အလုပ်ရလာပါလိမ့်မယ်နော်ညီမလေးအခုက energy မကောင်းနေဘူးနော်လုရကြတယ်တဲ့ okay okay တနင်္ဂနွေသမီးနော်လာဝန်းရိတ်ကိုဟောပြီးလိုက်တာဖြစ်ပါတယ် တန်တာဖြူတဲ့တနင်္လာသားနဲ့တောက်ကြသမီးက no contact ဖြစ်နေတာတဲ့ပြန်အဆင်ပြေပြီးပေါင်းဖက်နိုင်မလားတဲ့ င်းလာတာနဲ့တောက်ကြသမီးကမျိုးကွန်တက်ဖြစ်နေရပြန်အစင်ပြေးပြီးတော့မှပေါင်းဖက်နိုင်မလား Okay Okay အနောက်မှာအများကြီးပဲเนาะအဲ့တော့ကျမဟိုဟာလေးတော့ဖြစ်မယ်เนาะနောက်ထပ်တစ်ယောက်တော့ဟောပြီးွားရင်ကျမရက်မှာเนาะရက်တော့မယ်အဲ့တော့ဒီမှာဆိုရင်10နိုင်14မိနစ်ဖြစ်နေပြီเนาะ14မိနစ်တောင်ကျော်သွားပြီဆိုတော့ ကယ်လို့ပေါ့နော်ဒီမဟောပြီးလိုက်ရတဲ့သူတွေကတော့နောက်တစ်ခေါက် live လွှင့်တဲ့အခါနောက်တစ်လ live လွှင့်တဲ့အခါမှာမိကျင်လည်းမိပေါ့နော်ဒါမှမဟုတ်လေကျွန်မစီမှာ personal reading လေးပဲလာမိပြီးတော့နော်ဘာလို့ဆိုတော့ကျွန်မလည်းအများကြီးနှိမ့်လေရလဲနှစ်နာရီလောက်ဟောတာကုလည်းနှစ်နာရီလောက်ဆိုကျွန်မမှာအတန်ကြီးရန်ဝင်နှစ်နာရီတောင်မှကြော်နေပြီနော် Okay တဏ္ဍဖြူနော်တဏ္ဍဖြူကတင်းလာသားနဲ့တောက်ကြသမီးတယ်နော်ပြန်လဲပေါင်းဖက်လာနားတိကျမှာလေလေပြန်လဲပေါင်းဖက်ရမလားပေါ့နော်တင်းနေလာတာတော့တောက်ကြတယ်။ Nice sweater เนาะ နိုင်ငံဆွက်ကလည်းအဆောက်ထိုးပေါ်တော့ကြာလာတာဆိုလေပြန်လဲပေါင်းဖက်ရမယ့်ပုံစံတော့မပေါ်တဖက်ကလည်းနည်းနည်းလေး EV ရေးဆက်ဖြစ်သွားတာမျိုးရှိတယ်နော် no contact ဖြစ်နေတယ်နော်အဲ့တော့ပြန်အစဉ်ပြေပြန်ပေါင်းဖက်ရပုံစံတော့တဖက်ကလည်းဗာလဲဆိုတော့အရင် E ဆက်သွားတာမျိုးရှိနေတယ်နော်ကို့ပေါ်မှာ E ဆက်သွားတယ်နော် အရန်နေပေါ့နော်နောက်ခါကြတော့လေ तू ကလေ तू तू မှန်တယ်ထင်တဲ့ဟာကိုဆုံးဖြတ်ချက်ချသွားတာမျိုးရှိတယ်နော်အဲ့တော့မလွယ်တော့မလွယ်ဘူးပေါ့နော်ပြန်ပြီးတော့မှအဆက်အသွယ်ပြန်ရလာတာမျိုးပါမျိုးဆိုရင်တော့နည်းနည်းလေးတော့အခုအခု energy ရဆိုရင်ပေါ့နော်တိတ်တော့မလွယ်သေးဘူးလောလောဆယ်တော့တိတ်မကြသေးဘူးဆိုလို့ရှိရင်တော့ပေါ့နော်အကယ်လို့အဆက်အသွယ်ပြတ်တာက6လမကျော်သေးဘူးတိတ်မကြသေးဘူးဆိုရင်တော့နည်းနည်းလေးမျှော်လင့်ချက်ရှိနိုင်တယ်ဒါပေမဲ့လည်းမသေးကြဘူးနော်ဒီမှာ तू ကအရန်ကြီး AD AS ဖြစ်နေပြီအဲ့လိုပုံစံမျိုးတွေ့ရတယ်နော် ကယ်လို့6လကျော်သွားပြီဆိုရင်တော့တိတ်မျောလင်းချက်မရှိတော့ဘူးပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရတယ်နော်ဖိုးသားကကောင်မလေးရနိုင်လားတဲ့ Okay ကောင်မလေးရကျင်တယ်ဆိုလို့ရှိရင်ကိုကလေဟိုဟာဖြစ်အောင်နေရတယ်နော်ကန်ကန်စာတာကြီးကိုရဲ့ကိုရဲ့ပေါ့နော် အချစ်ရေးကန်ပေါ့နော်အဲ့လိုမျိုးတက်အောင်နေရတယ်အခြေအကံတက်ချင်ရင်ဘာလုပ်ရလဲဆိုတော့ပြုံးရတယ်နော်ဘယ်သူနဲ့တွေ့တွေ့ပြုံးပြရတယ်နော်အဲ့လိုဆိုလို့ရှိရင်ကောင်မလေးရလာနိုင်တယ်နော်အငင်းနဲ့ညနာရှစ်ခေါက်ချိုးနဲ့နေလို့မရဘူးပြုံးပြုံးရှိရွှင်နဲ့ လူတစ်ဖက်သားကိုကူညီပါမေတ္တာနဲ့ရှင်တဲ့စိတ်ကိုထားပါနော်လူတွေကိုအကောင်းမြင်ပါအဲ့လိုမျိုးလေးပေါ့နော်ဖော်ဖော်ရွရွနေတယ်ဆိုလို့ရှိရင်အဲ့ဒီယောက်ျားလေးကအာကောင်မလေးရလာနိုင်ပါတယ်နော်အဲ့ဒါမတဲတော့ကြည့်စရာမလိုဘူးဒီတိုင်းပြောပြလိုက်တာဖြစ်ပါတယ်နော်ကိုဖိုးသားကြီးအဲ့တော့ဒီတက်နည်းနည်းလေးပို့ပြီးတော့အဆင်ပြေမဲ့သူကိုအောက်ကလူတွေလေးကိုအမကြော်ပြောမယ်နော်ကောင်မလေးရလာနိုင်လားဆိုအမပြောတဲ့နီလန်းလေးနဲ့လှုပ်ကြည့်နော်ကောင်မလေးမရရင်ကြိုက်တယ်လို့ပြောနော် အဲ့လိုမဟုတ်ဘဲနဲ့ညဉ့်ညက်ပက်ပက်နဲ့ကိုကိုတကိုရေတန်ရှင်းမှုလည်းမရှိဘူးသိရမှာမျက်နှာရှက်ခေါက်ချိုးနဲ့မှုံတုံပြီးတော့လူတွေနဲ့လည်းဆက်ဆံရေးရမပြေလည်ဘူးဆိုရင်တော့ကောင်မလေးမရနိုင်ဘူးနော်အဲ့တော့ကိုကတန်တန်ပြင်းပြင်းနေမယ်မျက်နှာလေးကိုပြုံးပြုံးရွှင်ရွှင်နေမယ်တွေ့တဲ့လူတွေကိုမြစ်တာနဲ့ကူညီပေးမယ်နော်ဖော်ဖော်ရွရွဆက်ဆံမယ်ဆိုရင်တေချာပေါက်ကောင်မလေးရလာနိုင်တယ်နော်ဒီမှာမောင်လေးအဲ့ဒါတဲတော့ကြည့်စရာမလိုဘူးတိလာမောင်လေးဘာလို့ဆိုတော့ဒီကိမှာယောက်ျားလေးကရှားနေတာလေနော်အဲ့တော့ ကောင်မလေးကရလာနိုင်တယ်အမပြောတဲ့အတိုင်းသာနေနော်ဖူသားအမနောက်တောင်မဟုတ်တကယ်ပြောတာနော်အဲ့ဒါ energy ပဲအမပြောတဲ့ဥစ္စာကိုဖြစ်လုံးလုံးကြည့်အဲ့ဒါတကယ်ပြောတာတကယ် energy တွေကောင်းပြီးရလာနိုင်တယ်နော်နောက်တစ်ယောက်မိရင်တဲ့ဗာဖြစ်တယ်မိရင်စနိုင်လားဟာမိရင်စနိုင်နော်တနင်းလာတမီပါတဲ့ရွှေရောင်းဝယ်အစဉ်ပြေမလားတဲ့အလုတ်ကင်အသိရောက်မှုရှိလားโอเคရွှေရောင်းဝယ်အစဉ်ပြေလားတနင်းလာသမီးเนาะတနင်းလာသမီးကရွှေရောင်းဝယ်အစဉ်ပြေနိုင်လားအလုတ်ကင်ရောက်မှုရှိလားတဲ့ တည်ရဖို့ရှိတာပေါ့နော်အလုပ်ကံတည်ရဖို့ရှိလားကြည့်ကြပါမယ်အီဆော့ကွိုင်းနဲ့လောလောဆယ်ရောနော်ဒီအီဆော့ကွိုင်းကိုလည်းနော်ဇောက်ထူးလေးကြာပါတယ်အဲလောလောဆယ်မှာတော့ nearly unstable saturation ဖြစ်နေရနော်မတည်ငြိမ်ဘူးနော်အနေထားလေးကဖြစ်နေရနော် အယုံအောက်တဲ့ဒီဂျေဂရီကာရှင်အန်ဒါရီဗျူเนาะအဲ့တော့နည်းနည်းလေးရွှေရောင်းဝယ်ဆိုရွှေရောင်းတော့မယ်ဆိုနည်းနည်းလေးသတိထားပါတဲ့เนาะနည်းနည်းလေးအခြေအနေကိုပေါ့เนาะနည်းနည်းလေးသုံးသက်ပြီးမှအယောင်းဝယ်လုပ်ပါလို့ပြောချင်တယ်เนาะနည်းနည်းလေးဒီမှာ wending sign ပေါ့เนาะကာရှင်သတိထားမယ်အနေထားလေးရှိတယ်အဲကိုတခုခုကိုလုပ်တော့မယ်ဆိုနှစ်ခါလောက်ပြန်လဲသုံးသက်ပြီးမှလုပ်ပါလို့ပြောချင်တယ်เนาะရောင်းမဝယ်မှဖြစ်တတ်တာမျိုးပေါ့เนาะ risk you are မယ်เนาะအဲ့လိုမျိုးလေးရှိနေတယ်နည်းနည်းလေးအာ ဟုတ်မနော်ရွှေရရွှေရောင်းဝယ်လို့မယ်ဆိုပါလို့ဈေးကမငြိမ်နေတာမျိုးပေါ့နော်ဈေးမငြိမ်နေတာမျိုးဆိုရင်ကိုကသွားပြီးရောင်းလိုက်ပြီးတော့မှဈေးကထိုးကျသွားတာထိုးတက်သွားတာဒါမျိုးလေးတွေဖြစ်တတ်တယ်နော်အဲ့တော့ risk တွေယူအားဖို့ရှိရဲအဲ့တော့ကိုကရောင်းကျင်နေဆိုရင်အဲ့ဒါလေးကိုနည်းနည်းလေးတတိချပြီးတော့မှလုပ်ပါလို့ပြောကျင်နေနော် အဲ့တော့အလုတ်ကင်အစ်တရဖို့ရှိလားဆိုရင်တော့လောလောဆယ်မှာလည်းအလုတ်ကင်အစ်တရဖို့အတွက်ကနည်းနည်းလေးကြာနေဦးမယ် unstable ဆိုတော့လေနော်မတိမငြိမ်ဖြစ်နေတယ် delay ပေါ့ကြာနိုင်သေးတယ်လို့ပြောချင်တယ်နော်ကြာနိုင်သေးတယ်မရနိုင်သေးဘူးလောလောဆယ်မှာမရနိုင်သေးဘူးပေါ့နော် energy လေးချိန်အောင်လေနော်ညီမလေးစိတ်မပူနဲ့ energy ချိန်သွားရင်တော့သူ့ဘာသူအဆင်ပြေသွားပါလိမ့်မယ်နော် okay okay တော့ဒီကနောက်ဆုံးမယ်နော်ဒီကနောက်ဆုံးကြည့်ပြီးွားရင်တော်ပြီနော် မောတယ်အရန်နဲ့ရန်မောနေပြီပြီးတော့အချိန်ကလည်းဟိုကဖြစ်သွားပြီเนาะဒီမှာဆိုရင်9နာရီ10နာရီ10နာရီ16မိနစ်ရှိနေပြီเนาะကျမစီမှာโอเคပါ Crystal တဲ့เนาะ Crystal တနင်္ဂနွေသမီးပါတဲ့အရင်ကတဲ့ RS နဲ့ပြီးဆုံးဟိုပါလဲ ပြီးဆုံးပြီးမှတွေ့တာပါတဲ့သူ့ဘက်ကအယမ်းချစ်တယ်ဆိုတာကိုတဲ့လာဖွင့်ပြောနေတယ်လာဖွင့်ပြနေရုံတင်လားရှင်တဲ့စစ်မှန်လားအနာဂတ်အထိရော plan ရှိနိုင်လားဘုဒ္ဓဝူတာတဲ့နော်အဲ့တော့တနင်္ဂနွေသမီးနဲ့တနင်္ဂနွေသမီးကိုဘုဒ္ဓဝူတာနော်ဒီအရင်အဆက်ဟောင်းကပြန်ပြီးတော့မှာပါနော်အယမ်းချစ်တယ်ဆိုတာကြီးလာပြောပြီးတော့မှာပြန်လေချင်းကလာရယ်ပေါ့နော်အယမ်းချစ်တယ်ဆိုတာကြီးလာပြောနေတယ်အဲ့တော့ဒါကရုံတင်လားစစ်မှန်လားပေါ့နော်ရေရှိ plan ရောရှိလားတဲ့โอเคอืมเนาะ လောလောဆယ်တော့လေညီမလေးအနေနဲ့သူ့ကိုเนาะမယုံနိုင်သေးတဲ့အနေအထားမျိုးလေးဖြစ်နေနိုင်တယ်เนาะ emotional imbalance ဖြစ်နေတာမျိုးပေါ့เนาะဒီမှာဆိုရင်အဲ့တော့အနေနဲ့စောင့်ကြည့်လိုက်ပါเนาะ imbalance ဖြစ်နေတယ်ဆိုတော့လေเนาะဒီအချိန်မှာညီမလေး imbalance ဖြစ်တဲ့အချိန်မှာသူ့ကိုသွားပြီးတော့ဟိုကလုံနေမယ်ဆိုလို့ရှိရင်အာ emotion နဲ့ကလေ Hello โอเค connection ကလည်းจัดจ๋า Hello โอเค connection ကလည်းจัดจ๋าเนาะအရင် live ကจัดจ๋าကြီးတွင်လို့အဆင်မပြေဘူးเนาะအဲ့တော့ဆောနာညီမလေးเนาะ ီမှာလေအချစ်ဟောင်းကနော်ကို့အတွက်အနာဂတ် plan ရှိလားဗာညာဆိုရင်တော့လုံးလုံးစင်မှာတော့အနာဂတ် plan တွေဘာတွေထက်ဆက်လို့ရှိရင်သူ့ကိုနည်းနည်းလေးစောင့်ကြည့်လိုက်ပါအောင်ကိုကိုတိုင်းကလည်း emotion တွေက imbalance ဖြစ်နေရမှာနော်ကိုကိုတိုင်းကသူ့ကိုမယုံကြည်နိုင်သေးတဲ့စိတ်ကလွှမ်းမိုးနေတဲ့ခါကျတော့ဘယ်ဟာမှအမှန်လို့ယုံကြည်ပြီးတော့ဆုံးဖြတ်ချက်ချလို့မရနိုင်သေးဘူးအဲ့တော့တစ်ချက်လောက်စောင့်ကြည့်လိုက်ပါအောင်နော်ယုံတင်လားမယုံတင်လားဆိုတာကိုလည်းတစ်ချက်တော့စောင့်ကြည့်လိုက်ပါအောင်လို့ပဲပြောချင်တယ်ဒီမှာကစောင့်ကြည့်ပါအောင်လို့ပြောနေရမျိုးပေါ့နော် စောင့်ကြည့်ပါအောင်လို့ပြောချင်တာမျိုးခုလောလောဆယ်မှာတော့သူ့ကိုဘာမှအရင်ယုံလိုက်တာယုံလိုက်တာရင်မရှိနေဘူးเนาะအဲ့တော့နောက်ခါကျတော့ကိုကိုတိုင်ကလည်း emotion နဲ့က imbalance ဖြစ်နေတော့เนาะနည်းနည်းလေးကိုယ့်ရဲ့စိတ်လှုပ်ရှားမှုကိုကိုကိုပြန်ပြီးတော့မှပြန်လဲစောင့်တည်ပြီးပေါ့เนาะကျန်တဲ့ဒီစောက်ပေးပေါ့နော်ကို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 ပေါ့နော်သူ့ပုံမှာမယုံကြည်နိုင်သေးတဲ့အရာကိုငါလည်းအချိန်တိုင်းတာတစ်ခုထိစောင့်ကြည့်မယ်ဆိုတာမျိုးပေါ့နော်ပြောပြီးတော့တစ်ချက်စောင့်ကြည့်ပေးပါလို့ပြောချင်တယ်နော် okay ဆိုတော့အဲ့တော့ကျမကိုနားခွင့်ပေးတော့เนาะနားပါတော့မယ်ကျမဒီမှာအဟိုဟာဖြစ်ပြီပေါ့เนาะဟောက်ကလာဝန်းကြီးတို့ဘာဘာပြောပြရရင်လည်းတို့ရယ်เนาะအာခရစ်စတယ်ထီကိုဟောပေးလိုက်တယ်เนาะခရစ်စတယ်ရေဟောပေးလိုက်ပါပြီเนาะအဲ့တော့ ကဲအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ကျမရဲ့ live လေးကိုလာကြည့်ပေးတဲ့သူတဦးတယောက်ခြေဆိုင်ကိုကျေးဇူးတင်ပါတယ်အခုဒီမှာမဖြည့်ပေးလိုက်ရတယ်ပေါ့နော်မိကုန်းလေးတွေမဖြည့်ပေးလိုက်ရတဲ့သူလေးတွေရှိရဆိုလို့ရှင်လည်းပဲနော်ကျမကမေတ္တာရက်ခံပါတယ်ဘာဖြစ်လို့လဲဆိုတော့ကြာပြီပေါ့နော်ကျမအခု live လွှင့်တာက2နာရီကျော်သွားပြီ2နာရီနဲ့22မိနစ်မှာတောက်လျှောက်ကျမပြောပြပါရစေ။အဲ့တော့ဒီမှာမမေးလိုက်ရတဲ့သူလေးတွေကအရှိမပါဘောနော်အရှိမပါလေးလေဟိုဟာကျမ collective reading လေးလုပ်ပေးထားရတယ်။ ဲ့ဒီ collective reading မှာသွားကြည့်လို့ရတယ်เนาะကိုမိထားတဲ့မိကွန်းလေးတွေနဲ့ဒီ collective reading မှာเนาะဖြည့်ထားတဲ့ဟာလေးကเนาะကြိုက်တဲ့ဟာလေးအားလုံးယူလို့ရတယ်เนาะဒီဒီဒီ reading လေးရဲ့အစမှာ collective reading ကို minute 20လောက်လုပ်ပေးထားတယ်เนาะ나이ဝဲ minute 20နီးပါးလောက်လုပ်ပေးထားတယ်အဲ့ဒီ collective reading လေးကိုပြန်ကြည့်နိုင်ပါတယ်เนาะအခုဒီမိထားတဲ့သူလေးတွေမှာမဖြည့်လိုက်ရသေးဘူးဆိုရင် collective reading ကိုသွားကြည့်ပြီးတော့မှမိမိရဲ့အဖြေလေးနဲ့ kait ပြီးတော့မှအဲ့ဒီအဖြေကိုထုတ်လို့ရတယ်ပေါ့နော်အဲ့တော့ကဲအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံပါစေကျမလည်းအတန်ကြီးအရန်လာနေပါပြီနော် ။ဒါကြည့်နေတဲ့အရောက်စီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်။မိမိတို့ရဲ့လူဝင်ဆန္ဒတွေလည်းတလုံးတော့ရပြီးဝကြပါစေเนาะ။အခုကျမဒိတ်ထန်ပြုတ်နေရပါတော့เนาะ။ Mirror ဒိတ်ထန်နေလေဒီမှာနေ့စဉ်နေ့တိုင်းကိုပေါ့เนาะ Terror Healing Mind Kitra နဲ့ဒီဆက်ဆက်သမျှသူတွေအကုန်လုံးရဲ့အခက်အခဲတွေပြည့်လည်ဖို့အတွက်ကိုအများရန်ဒိတ်ထန်ပြုတ်ဆူတောင်းပေးနေပါတယ်။ကဲအရောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်မိမိတို့ရဲ့ personal reading လေးတွေမေးကျင်နေဆိုရင်ကျမရဲ့ Facebook ချက်ပေါက်မှာလာမေးနိုင်ပါတယ်เนาะအခုမမေးပြီးလိုက်ဟိုမဖြည့်ပြီးလိုက်ရတဲ့သူတွေကလည်းပဲ video ပြန်တင်ရင်အရှိရ collective reading မှာပြန်ကြည့်ပါเนาะ ကဲအဲ့တော့အကုန်လုံးအဆင်ပြေသွားမယ်လို့မျှော်လင့်ပါတယ်เนาะအကုန်လုံးအဆင်ပြေသွားပါလိမ့်မယ်เนาะကဲတက်တာနောက်ထပ်နောက်ထပ် reading လေးတွေမှာပြန်တွေ့ပါမယ်အခုလို live ကိုတလားမှာတစ်ချိန်လောက်လွှင့်နိုင်အောင်လို့ကြိုးစားပါမယ်เนาะရောက်စီတိုင်းအောင်လည်းကျေးဇူးတင်ပါတယ် subscribe လေးလုပ်ထားပေးပါ like and follow လေးလုပ်ထားပေးပါလို့ပြောချင်ပါတယ်ကဲတက်တာ